ခိုင်ရီတာ channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါထုံးလွင်တင်ဆက်ပေးကြတာဟာဆိုရင်ဖြင့်စာရေးဆရာဆရာနန္ဒာမိုးကျဲရေးသားပြုစုထားတဲ့ဗုဒ္ဓဘာသာဝင်များတည်ထားတဲ့သောအောင်ချင်းရှက်ပြမင်္ဂလာဆိုတဲ့ထေရမှာနောက်ဆုံးအောင်မြင်ခြင်းအထမအောင်မြင်ခြင်းဖြစ်တဲ့ဗကပြမကို အောင်မြင်ခြင်းဆိုတဲ့အကြောင်းအရာကိုထုံးလွင်တင်ဆက်သွားမှာဖြစ်ပါတယ်အောင်ချင်းများစွာနဲ့အောင်ချင်းရှက်ပါဟာဆိုရင်တော့ဗုဒ္ဓဖျားရှင်ရဲ့အထင်ရှားဆုံးအောင်မြင်ခြင်းတွေကတစ်ခုပါ အဲ့ဒီအောင်ကျင်းကိုအပြင်အောင်ကျင်းရှက်ပါလို့လည်းခေါ်ပါရယ်အပြင်အောင်ကျင်းဆိုဒီမှာမန္တာစကုနဲ့မြင်စွမ်းနိုင်သော ပြင်ပမှပုပ်ကိုတတဝါရီကိုတကိုးတော်စွမ်းဗာမီတော်စွမ်းဖြင့်အောင်တော်မူခြင်းဖြစ်ပေလိမ့်တယ်မကောင်းသောအယူမိစ္ဆာဒိဋ္ဌိမွေဆိုးလက်၌ကြိုက်ခဲခြင်းခံရသူကြုံစော၍ထွန်းလင်းတောက်ပါသောကြီးမားသည့်တကိုးရှင်ဘဂဗျာမကြီးအားမြတ်စွာဘုရားရှင်သည်ဉာဏ်တော်ဒီဟုသော အစိတ်ဖြည့်စေအစီရင်ဖြင့်အောင်တော်မူလေပြီ။ ဘဂဗျမကိုအောင်တော်မူသောမြတ်စွာဘုရားရှင်တကူတော်ကြောင့်အကျွန်ုပ်အားအောင်ကျဲမင်္ဂလာဖြစ်ပါစေ။ဘဂဆိုသူမူတမျိုးနဲ့အယူဆိုးတဲ့မိုးဗျမအနေစာကိုနေစာပဲလို့စိတ်ကဆွဲလို့လွဲခဲ့တာဒုဘုရားရှင်လျင်စွာကြွလို့ထင်စွာ ပြတော့မြတ်တမတကုံးချင်းတော်တူတလားလို့လူဖျားကပြတဲ့အခါမိုးမြမကြီးမှန်ကွာပြီးရှုံးကြီးရှုံးရရှာအဲ့ဒါက ဘဂဝါမြတ်လာအထမအောင်စဲမှာအာယုံချင်း၍တမိုးတောက်ပေတော်မူဒီချိန်ခါကသတ္တဝါဝိနည်းရရေပေါ်ဂယုဏတရားကြီးမားလာစွာသောမြတ်စွာဘုရားရှင်ဖို့စကြဝဠာတိုက်တောင်းကိုဖြန့်တန်းလျက်ချွတ်ထိုက်တော်သူကျွတ်တိုက်တော်သူတို့အားမြေတားလွှမ်းခြုံအာယုံကျက်စားတော်မူလေးရှိတဲ့အခါတမယပင် ဖြစ်ပေလေတော်တယ်။ဤတွင်ဘုရားရှင်ဤအာယုံတွင်ကိုဝင်လာခဲ့သည်ကမိစ္ဆာဒိဋ္ဌိအယူရှိတဲ့ဗကဗျမမင်းနှင့် ခုနှစ်ကြိမ်နှစ်ပါသောမြမာတို့သာဖြစ်စေတယ်။သူတို့အားမြမာပြည်ကိုကြွမြန်းကခြေချွတ်တော်မူရအောင်ပါပါလား။ဗကမြမာကြီးရဲ့အတိတ်ဘဝဖြစ်ရတွေက ပလဲတကန့်ရွေးတကန့်ရှေးခါကာလတခုသောကဘာမှာ လူပေါင်းတို့မိတင်းနေထိုင်ကြရာဘာယာနတိပြည်မှာကေတဝအမည်ရှိတဲ့ပုံနာတကြွေဖြစ်ခဲ့ပါရဲ့ကေတဝပုံနာကအင်အားထူထောင်ခြင်းဤအပြစ်ကိုသိမြင်ခဲ့လေတဲ့ တို့ဖြစ်၍လေဒူပိုင်ဆိုင်သောဥစ္စာယတနာလင်းမြေအင်ယာအဖျားများတို့ကိုစွန်ကျဲလူတန်းခဲ့ပြီးရင်နောက်ဒေါအိုကြီးတခုကိုယတိယဟန်ပြုဝင်ရောက်ကတရားအထုံနေကြတာပါသူဟာစရုံထကတိုင်းဝင်ကို ရှုလိတယ်လောကီနိုင်ဖြစ်တဲ့ဇန်တမာဘတ်တွေကို မပြတ်တမ်းစူးစမ်းလိလာအာထုံခေတာပေါ့လေတနေ့တနိုင်းလဲကုံတဲ့900တို့ဟာတဲကန္နာရတွေကိုဖျက်ကူးခဲ့ရမှာခொနည်းတိုင်းတိုင်းပဲလမ်းမနေကြတော့တာပေါ့ ရက်တွေကုန်လွန်လာနေမြအစာရေစာတွေပြက်လန်းပြီးပင်ပန်းကြီးစွာနဲ့ဒုက္ခရောက်ရရှိလေတယ်။အဲဒီဖြစ်ကိုဗကဗမာလောင်းလျာဖြစ်တဲ့ကေတဝယတိဟာလဲဇန်တကိုးနဲ့တွေ့မြင်ခဲ့လေရာခီးလန်းမားနေကြတဲ့ဒုက္ခတွေတွေကဲတယ်မပဲဖြစ်တော့မယ်။အဲ့လိုစိတ်ကြံဖြစ်ပေါ်လာခဲ့တော့တာပေါ့။ဒီနောက်တစ်ဆက်ထဲမှာပဲဇန်အဖိညာတကိုးနဲ့တောက်ချိုး၍မကုံနိုင်သောခင်းကာမြက်တွေကိုစီးစီခဲ့ပါရီ။အသီးအပွင့်အခန်းလက်အရွက်တွေ ညိုင်ဆိုင်ဝေစာသောတစ်ပင်တောအုပ်တွေကိုဖန်ဆင်းပေးခဲ့ပါတယ်။ဒီအတွက်အေးရိပ်လိုနေသောအစာရေစာတွေကိုလိုအပ်နေသောလဲကုံသေးတွေမှာလေအလိုဆန္ဒပြည့်ဝသွားကြပါတော့တယ်။အာဟာရတွေပြည့်ဝပြီးအာရုံတွေထွန်းတဲ့ဖြစ်ပေါ်ကလိုရာခီးကိုချမ်းသာစွာနဲ့သွားနိုင်ကြလေတော့တယ်။တခါကကေတဝါယတိဟာအင်းဤမြေဘေးမှာရှိတဲ့ပြည့်စံဒရိတ်ကို အမိတဟဲပြုက နေထိုင်ခဲ့ပူပါတယ်။အဲဒီကာလမှာ ပြည်စံတရဲမှာရှိတဲ့ရွာသူရွာသားအပေါင်းတွေကို ခိုးသားဓမြတွေကလူရက်တိုက်ခိုက်ဖျက်ဆီးနှိပ်စက်ကြကုန်နေ။အဲဒီခါမှာ အကာအကွယ်မဲ့ခိုးရမဲ့ဖြစ်ပြီးရွာသူရွာသားအပေါင်းတို့ငိုကြွေးနေကြရတော့တာပေါ့။အဲဒီဖြစ်ကိုကေတဝါရသေးကြားသိရလေတော့လွန်စွာမှဂယုနာတက်သွားပါတော့တယ်။ဒီခါမှာရသေးတရံကိုကွဲပြောင်းပြီးမင်းရဲ့တရံကိုဖန်ဆင်းလိုက်လေတော့တယ်။ထို့သူလန်နန်အင်အားအပြည့်စုံနဲ့ စစ်တီဘိုးဘာအလုံးစုံတို့ကိုလည်းဖန်ဆင်းလိုက်ပြန်လေရာခိုးသားဓမြရီကြောင်ယွန်ထိန်လန်သွားပြီးရွာသူရွာသားတွေကိုဒုက္ခမပေးဝင်ကြတော့ဘဲနဲ့ပြစ်စံဒရင်နဲ့ဝေးတဲ့ဘေးအန္တရာယ်ကင်းရှင်းပြီးစိတ်နှလုံးချမ်းမြေ့ကြရလေတော့တယ်တခါတော့ကလေအဖြစ်တစ်ခုနဲ့ကြုံရပါသေးတယ်တနေ့တနေ့ခရီးထွက်လာကြတဲ့အမန်မင်းချင်း900တို့ဟာမြေကန်တဘေးမှာအနာယူပြီးအစာအာဟာရတွေကို စားသုံးကြရင်ကနေစားကြွင်းစားကြံတွေကိုမြေအတွင်းကိုစွန့်ပြစ်မိခဲ့ကြပါတယ် ။အရေကမြေတွဲမှာရှိတဲ့ဂင်းကေရဏနဂါမင်းဟာအမြတ်ဒေါသကြီးစွာထွက်ပြီးကြီးစွာသောခန္ဓာကိုယ်ကိုဖန်ဆင်းလိုက်ပါရယ်။ဒီနောက်မှာဗပင်းကိုခွဲပြီးမင်းကျင်းတို့စီးနှင်းလိုက်ပါရယ်ဖောင်းကိုတိုက်ခိုက်ရန်အတွက်လိုက်လေတော့ရယ်။မင်းကျင်းတို့ကလည်းအထိတ်တလန့်ဖြစ်ကအော်ကြဟစ်ကြငိုကြယိုကြဖြစ်ကုန်ကြတော့တာပေါ့။အဲ့ဒီအတန်ကိုကေတဝါယတိကြားတဲ့အခါကျမှမင်းကျင်းတို့ရဲ့ဒုက္ခကိုဥပြေခါမပြည့်ရနိုင်တော့ပြီ။အဲဒါကြောင့်မင်း ရုပ်ချီးဆိုလိုဂလုံးအတွင်းကို ဖန်ဆင်းလိုက်ပါ रे ဒလိုနဲ့ထိုးတော့ကုတ်ချီတော့မယ်လို့ပြုကာမှနှကားမင်းလဲကြောက်လန့်သွားကမြေအတွင်းကိုရှိုးဝင်ငုံဆင်းသွားခဲ့လေတော့ रे အဲ့ဒီခါကျမှမင်းကျင်းတို့ကလေတေပီးရနဲ့လွမြောက်ခဲ့ကြရပါတော့ रे ထိုးစင်ခါကဂေါရမမျက်စွာ လောင်းလျာဟာကေတဝါယတိရဲ့အန်တော်ဝါတိကတပည့်ဖြစ်ခဲ့ဘူးပါ रे အမည်အားဖြင့်ကပယတိပါ ကေတဝါယတိဟာဆိုရင်တော့ ပြောပြခဲ့တဲ့အသက်ခဲခြင်းအလူဖြစ်တဲ့ဇီဝိဒဌာနတွေကိုအကြိမ်ကြိမ်ခါခါပြုခဲ့ရုံများသာမကပါဘူးအနှစ်တသိန်းမြတ်ယတိယဟန်ပြုခဲ့ပြီးလောကီဇန်တမာဘတ်တွေကို မပြတ်တမ်းလေ့ကျက်ခဲ့တဲ့အတွက်ခန္ဓာကြွေတက်လေသောစရုထဇန်ဘုံ၌မြမမင်းဖြစ်ကိုရရှိခဲ့တာပါအဲ့ဒီဘုံမှာပဲမဟာကန့်900ပတ်လုံးမြမရီရဲ့ချမ်းသာကိုခန်းစားခဲ့ပြီးတဲ့ အဲ့ဒီဘဝကနေစုတည်တဲ့အခါမှာလေတတိယဇန်ဘုံမှာ64ကဘာအသက်ရှိခဲ့ပြန်ပါတယ်။ဂျပန်စုတည်ပြန်သည်ရှိသောဒုတိယဇန်သုံးဘုံမှာ6ကဘာအသက်ရှိသည့်အာဘတာရာဘုံကိုရောက်ခဲ့ရပြန်ပါတယ်။ထို့ထို့သောဘုံတွေရနေလွန်မြောက်ပြီးသောကာလမှာ ပထမဇန်သုံးဘုံမှာမဟာဗြမဘုံ၌ဖြစ်၍ဘဂဗြမမင်းဖြစ်နေရောက်လာခဲ့ပါပြီ။အဲ့ဒီဘုံကတော့အတင်ချေရတကပတ်လုံးအသက်ရှိသောဘုံဖြစ်ပြီးတယ်။ ဒီလိုနဲ့တဆင်ထတဆင်အသက်တူတဲ့ဘုံမှာဖြစ်လာရတော့လေပဲအထက်ထဘုံတို့မှာစုတေခဲ့ရသောရုံဏအစဉ်တို့ကိုလည်းမမှန်မီပရိသေတွေကိုလည်းမထင်လက်ရှိဘဝအတိုင်းပင်တည်ရှိနေတယ်လို့ခံယူနားလေထားလေတော့တယ်ငါတို့ပြမာရရဲ့ဇက်ဟာမြက်လဲမြက်တယ်ငဲလဲငဲတယ်အမြဲတမ်းလဲချမ်းသာမှုရှိတယ်ဒီဖြစ်တဲ့လွန်ပြီးတော့ရှာဖို့ရဆိုတာကနိဗ္ဗာန်ဆိုတာရှိအောင်ပါတယ်တော့ငါတို့ရဲ့မြမကိုကြီးဆိုတာက အိုခြင်းနာခြင်းတေခြင်း စတဲ့ဘာစင်းရဲမှမရှိပေဘူးချမ်းသာတည်နေပြည့်စုံကုန်လုံးနဲ့နိဗ္ဗာန်မှာပဲလားဘဂဗျမကြီးဖို့အဲ့လိုခံယူနားလေထားသလိုပဲ၎င်းရဲ့အနီးပါးမှာရှိနေကြကုန်သောမြမခုနှစ်ကျိတ်နှစ်ပါးခုနှစ်ဆန်းနှစ်ယောက်တို့ပါလေအဲ့ဒီသဘောတရားအတိုင်းပဲလက်ခံယုံကြည်နားလေထားခဲ့ကြတော့တာပေါ့လေဒီအမားကမိစ္ဆာဒိဋ္ဌိတွေစွဲကင်ထားတဲ့အမားသာဖြစ်ပေလေတော့တယ်အရာကြောင့်မေဘဂဗျမကြီးနဲ့တကွအယူမားနေကြတယ် ညီမအပေါင်းတို့ရဲ့အဆွဲကိုခြေချုပ်ဖို့ရအတွက်ဖျားရှင်ဖို့ညီမပြည်ကိုညံကြွခဲ့ခြင်းဖြစ်လေတော့တယ်။ညီမပြည်ကိုဖျားရှင်ကြွလာရောက်ရှိတော်မူခဲ့ပါပြီ။ဗကဗျမကြီးလည်းဖျားရှင်ကိုမြင်တွေ့တော်မြင်တွေ့လိုက်ခြင်းမှာအရှင်ဂေါရမအကျွန်ုပ်တို့ရဲ့ဗျမရွာကိုအရှင်ဂေါရမရောက်လာတော်မူခြင်းဟာကောင်းတော်လာခြင်းပါပဲလား။အကျွန်ုပ်တို့ရဲ့ဗျမရွာကိုတရားလေးကြံအားထုတ်ဖို့ရရောက်လာတာမလား။အကျွန်ုပ်တို့ဗျမရွာမှာနေထိုင်လို့ပါတော့ စင်ရဲ့ကျန်ပေါင်းကကင်းလို့ပါလိမ့်မယ်။အန်လိုရှောင်းထားပြီးဖျားရှင်ရဲ့အနီမှာနေလေတော့တယ်။အရိခါမှာဖျားရှင်ကလည်းထံဝင်းကျန်မှာရောက်ရှိလာကြကုန်သောဂျမားပေါင်းတို့ကိုတတ်သေးထားပြီးတရားရည်အမြိုက်စေးကိုတိုက်ကျွေးရန်အတွက်"အိုးညလာစွာသောဂျမားပေါင်းတို့ဟာရီဘကဗျမဟာအဝိဇ္ဇာဆိုတဲ့အမောင်တိုင်အတွင်းကိုရောက်မှန်းမသိရောက်နေတဲ့သူ ဖြစ်နေရတာပါလား"ကိုကိုတိုင်းလောင်ရင်တွင်ရောက်နေမှန်းမသိရောက်နေခဲ့တဲ့ လောင်ချိုင်းဆန်ငှက်ကလွတ်ထွက်သွားပြီဖြစ်တဲ့ငှက်တတော်ဝါတွေကို ချမ်းသာလို့ကြာရင်ငါထန်လာပြီးငါနဲ့တူနေကြနေဖို့လာခဲ့ကြအဲ့လိုခေါ်တယ်လို့ဖြစ်နေပါပေါ့လားပြကဘာမဟာချောချောတဲ့မိစ္ဆာညံနဲ့မြမသရံကိုပဲနေပန်းလို့ထင်မှတ်နေခဲ့ပြီးအမကြီးမှားလို့နေခဲ့ပြီးသူဟာဖြစ်လာမဲ့ဘေးုံမမြင်မဲ့အနေဆာအမြဲမရှိတာကို နေဆာအမြဲရှိတယ်လို့ထင်နေခဲ့တယ်အာတုခ ချမ်းသာခြင်းကင်းတာတွေကိုဒုက္ခချမ်းသာတယ်လို့ထင်နေခဲ့တယ်။နိဗ္ဗာန်တကယ်ရှိနေပါလျက်နဲ့နိဗ္ဗာန်ရှိနေတာကိုမသိလေပါပဲလား။အဲဒီလိုဟောကြားတော်မူလေတော့တယ်။အဲဒီလိုမိန့်ကြားချက်တွေကိုကြားရလေတဲ့အခါဘဂဗျမလေးတခိုးသေးပေါ်ညှိရအတွက်မိမိနဲ့အယူအဆတူမျှသူတွေကိုဆွဲထည့်ပါလေတော့တယ်။အရှင်ကောရမဒီအယူဝါဒတွေကိုအကျွန်ုပ်တပားတည်းသာစောက်ကင်ထားတာမဟုတ်ပါဘူး။အကျွန်ုပ်နဲ့ကန်တူအကျိုးပေးခဲ့ကြတဲ့ ဟောရီယာမြမခုနှစ်ကြိမ်နှစ်ပါးတော့ဟာလေအတူတူပဲလို့ဆိုရမှာပါပဲမြမဆိုတဲ့ဘဝဟာဇာတိဇယဗျာတိမရဏတို့ကနေလှုပ်ကင်းကြတဲ့အတွက်နေဆာထာဝရတည်မြဲတဲ့နိဗ္ဗာန်ရဲ့လို့ကျွန်ုပ်တို့ခံယူထားကြပါတယ်အသင်ဘကမြမတဲ့အနေနဲ့ဟောရီမြမရွာမှာအနေကြလာခဲ့တဲ့ကာလဆိုတာကအန်ဒီရဲ့အရေးအတွက်အဖြစ်တသိန်း36432ကျပ်တာဖြစ်ပြီးတယ်နှစ်အရေးအတွက်အဖြစ်တသိန်းများသာရှိပါသေးတယ် ဇာတိဇယမရဏကိုလည်းမလွန်သေးပါဘူးဧကံကျင့်တေစုတေရအောင်ပဲဆိုတာကိုလည်းငါမြင်တော်မူပါတယ်အသင်ဘကသင်ဟာပညာမရှိပါလားအဲ့ဒါကြောင့်ပဲအသက်ကျွင်းကိုတောင်မှမမြင်နိုင်ဖြစ်နေခင်ရပြီပဲအဲ့ဒီမှာဘကပြမလဲတဆင့်တလန်းပြမသေးတယ်အရှင်ဂေါရမအရှင်ဟာကာလရှင်မြင့်နာရိယတိနေပါရောလားဒါဆိုရင်ကျွန်တို့ရဲ့ရှေးကောင်းမှုနဲ့ဖြစ်ပြပုံအလုံးစုံကို ဟောကြားပေးတော်မူပါအဲ့ဒီအကြောင်းအရာတွေကို အမှန်တိုင်းဟောကြားပေးနိုင်မယ်ဆိုရင်အရှင်ဂေါရမကို အတုလံအတုမရှိတဲ့ဗုဒ္ဓမြတ်စွာဘုရားလို့အကျွန်ုပ်တို့ယုံကြည်ကြပါလိမ့်မယ်။အဲဒီခါမှာဗုဒ္ဓဘုရားရှင်ကလည်းဗကပြမလောင်းလျာကေတဝါယတိရဲ့ဖြစ်စဉ်တွေကိုပြန်ပြောင်းမိန့်ကြားလေတော့တယ်။အချင်းဗကသင်ဟာကေတဝါယတိဖြစ်နေတုန်းကငါဟာသင်ရဲ့အန်တော်ပါတိကတပည့်ကပယတိဖြစ်ခဲ့ဘူးပါရဲ့။တခါမှာတော့ဟိမဝေနာအနီးမှာရှိတဲ့တောဟုတ်ကြီးထဲမှာငါနေခဲ့တော့ တဲ့ကိုဘာယာနတိမေဟာပဲဆောင်ချင်းမြန်ပူဇော်ခဲ့ပါတယ်။ဒါပေမဲ့တင်ဟာမပျော်ပိုက်တဲ့အတွက်ငါရှိရဲ့တောအုပ်ထဲဦးပဲလာခဲ့တယ်။မင်းကြီးကနရဒအမတ်ကိုဆေလို့ပဲဆောင်ခဲ့ပေမဲ့တဲလိုက်မသွားခဲ့ပါဘူး။ဘာကြောင့်လဲဆိုရင်တော့လူသူကင်းဝေးရာ တိတ်ဆက်ငြိမ်သက်ရာတောရဲဟာတပည့်ကောင်းတွေရှိတဲ့နေရာဟာတင်အတွက်မှုေ့လျော်ပွေရာကောင်းတယ်လို့ပဲမဟုတ်လား။ဘကားပြမဖို့မငင်းတာတော့ပါကြီး။ဟုတ်ပေမှန်သာဝန်ခံရတော့တာပေါ့။ အချင်းဘကတင်ဟာလူပြည်မှာရှေးစံခါတော့ကကြီးကျယ်လာတဲ့ဇီဝိတဒါနာအများချမ်းသာရာတွေကို အခါကာပြုခဲ့ဘူးတဲ့အတွက်ကုသိုလ်ကံအကျိုးပေးတဲ့အတွက်ဤမြမပြည်ကိုရောက်ပြီးကာလရှင်မြင့်စွာနေရတယ်။အဲလိုကုသိုလ်ပြုခဲ့တဲ့အခါကငါဖျားရှင်ဟာတင်ရဲ့တပည့်ဖြစ်နေခံယူခဲ့ပြီးနှစ်သက်ညီညာစွာရိုင်းပေးခဲ့တယ်မဟုတ်လား။တင်စမ်းသာကြည့်လိုက်စမ်းပါဦး။ဘကမြမဖို့မလို့တာမလို့တာတော့ပါကြည်။ ူမေးတဲ့မေခွန်းတိုင်းကိုဖះရှင်ကဖြေဆိုနိုင်ကြည်သည်သာပဲနောက်ဆုံးထုတ်เสียမေခွန်းနေမရှိတော့ဘူးအဲ့ဒီမှာမိမိရဲ့အရှုံးကိုဖုံးလွှမ်းရန်ဝါရာစကားရှင်ပြန်ပြောဆိုခြင်းတွေကိုဖယ်ရှားပြလိုက်ပြီးပုံးခွေပြောက်ရှိုးတကိုးချင်းပြိုင်လို့ရကလမ်းကြောင်းပြောင်းလိုက်ရပြန်ပါလေအရှင်ကောရမကျွန်တော်ကသင်ရှိမှရင်ကိုကိုဖျောက်ပြီးတော့ပုံးခွေပြမယ်တွေ့အောင်ရှာနိုင်မှာမလားအချင်းဘကသင်အစွမ်းရှိတယ်ဆိုရင် အခုပဲကိုဖျောက်ပုံကွယ်လိုက်ပါအဲ့ဒီမှာဘဂဗျမလည်းဖျားရှင်ရဲ့မျက်မှောက်တော်ဝါနေကိုရောင်ဖျောက်ပြီး ပြောက်ခွေသွားရန်အတွက်အာထုပ်ကြိုးပမ်းပါစေတယ်။ဒုဗာတော်လည်းပဲအချီးနီးသာဖြစ်ပါရယ်။ဖျားရှင်မမြင်အောင် ပုံနိုင်စွမ်းမရှိပါအဲ့ဒီမှာဖျားရှင်ကလည်းအချင်းဘကတင်ပုံကွယ်နေရာရုံငါရှာခဲ့ပြီးပြီးငါပုံကွယ်တောင်လည်းတင်ရှာဖွေပါအောင်ဒလုံးမိန်ကြားပြီးရန်နောက်မှာတော့ဘဂဗျမနဲ့တကွမြမပရိသတ်မြမချန်ရန်တွေရဲ့မျက်မှောက်မှာ တကုန်းနဲ့ကိုဖြောင်းပြီးပုံးကွယ်လိုက်လေတော့တယ်။ဖျားရှံပုံးကွယ်တာရီကိုဗကပြမကြီးလည်းမမြင်ကြ၊ကြံပြမအပေါင်းတို့လည်းမမြင်ကြ။အဲလိုပုံးကွယ်နေရမှဘဝ၌ငါသည်ဘေးကိုမြင်၏။ဘဝအတွက်ငါသည်တတ်မှတ်ခြင်းမရှိ၊ဆွဲလန်းချက်ဟူ၍တကွက်မြမထား။ဒလိုဆိုသောအနတ်အိဘယ်ဆောင်တဲ့ဂါထာတော်ကိုကျူးရင်လိုက်လေတော့တယ်။ဗကပြမနဲ့တကွမြမအားလုံးတို့မှဖျားရှင်ကျူးရင်တော်မူတဲ့ဂါထာတန်ကိုကြားတာကြားနေရတဲ့ ဖျားရှင်ရဲ့ကိုတော်ကူကလုံးဝမမြင်မတွေ့ရပါကြည်အဲ့ဒီခါမှာမှဗကမြမကြီးနဲ့တကွမြမအားလုံးတို့ဟာမြားစွာအံ့အားသင့်ခြင်းဖြစ်ကြရတော့တာပေါ့ဒီနောက်မှာတညီတညွတ်သေးပင်အရှင်ဖျားအရှင်ဖျားဟာလောက၃ပါးမှာ အတူမရှိအလုံးစုံသောဖုံးတပါဉာဏ်ပညာတွေနဲ့ပြည့်စုံပါပြီ။အဲ့လိုဝင့်ခံကြလေတော့တယ်။တစက်သေးမှာပဲအရှင်ဖျားအရှင်ဖျားရဲ့တရားတော်တိုင်းတပည့်တော်တို့ကျင့်ကြံကြပါတော့မယ်။ ဒီကနေ့ဒီချိန်ကစားလို့မိစာယူကိုပဲရှားပြီးတန်ပါအယူကို ပြောင်းလိုက်ကြပါပြီဖျား။သာဓုသာဓုသာဓုပါဗျမအပေါင်းတို့ဒီနောက်မှာဖျားရှင်လေးဗကဗျမကြီးနဲ့တကွဗျမအပေါင်းကိုတစ္ဆာလေးပါတရားတော်တို့ကို ဟောကြားပြီးရနာလူပြည်ကိုစံသက်ခဲ့ပါလေတော်ရင်ခရီးတာခြံရရနဲ့ထုံးလွှင့်ပေးခဲ့တာဆိုရင်ဖြင့်နောက်ဆုံးအောင်မြင်ခြင်းအထမအောင်မြင်ခြင်းဖြစ်တဲ့ဗကဗျမကိုအောင်မြင်ခြင်းဆိုတဲ့အကြောင်းအရာဖြစ်ပါရည် စာရေးဆရာဆရာနန္ဒာမိုးကျေးရေးသားပြုစုထားတဲ့ဗုဒ္ဓဘာသာဝင်များသိထားတဲ့နဲ့အောင်ချင်းရှက်ပြမင်္ဂလာဆိုတဲ့အကြောင်းအရာတွေကိုထုတ်လွှင့်ပေးခဲ့တာပါ။နောက်တစ်ခေါက်ထရဲ့ခန်ရီတာ channel မှာဆိုရင်လေစိန်ဝင်စားဝယ်ရာအသေးအသေးသောဗုဒ္ဓအကြောင်းအရာတွေနဲ့ဗုဒ္ဓဝင်အကြောင်းအရာတွေကိုသိရှိရအောင်ပါဖြစ်တဲ့အတွက်ဆက်လက်ဆောင်မြောချစ်ခင်အားပေးကြပါအောင်လို့ပြောကြရင်းနဲ့နှုတ်ဆက်ပါရစေ။ Subscribe like and share ခေါင်းလောင်းလေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင့်။အမြဲတမ်းချစ်ခင်ပေးလို့လေကျေးဇူးများကြီးတင်ပါတယ်။ဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြပါရစေ။